ကျွန်တော်အာဆင်နယ်တိုက်စစ်မှုအောင်ဦးပါမရန်ကတော့အသက်အားဖြင့်36နှစ်ရှိသွားပြီဖြစ်ပေမဲ့ယခုဒီတိုင်ခြေစွမ်းပြနေဆဲဖြစ်ပါတယ်အာဆင်နယ်တိုက်စစ်မှုအောင်ဦးပါမရန်ကဒီတပတ်မှာတော့မှဒါဂါဘွန်နဲ့ကမ်ဘီယာနဲ့ကစားတဲ့ပွဲမှာဒါဂါဘွန်လည်းရွေးစင်အတွက်၄ဂိုးတိဒါဟက်ထရစ်တွင်းယူပြီးတော့မှဒါခြေစွမ်းပြနေတော့မှဖြစ်ပါတယ်ကျွန်တော်ဦးပါမရန်က2018ဇန်နဝါရီလမှာကျွန်တော်အာဆင်နယ်တင်းကို glass စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့တဲ့တိုက်စစ်မှုဖြစ်ပါတယ်။သူကအာဆင်နယ်အသင်းမှာ၄နှစ်တာကာလကိုဖြတ်သန်းခဲ့ပြီးတော့အာဆင်နယ်အတွက်အထူးကဂိုးသွင်းဆက်လည်းဖြစ်ခဲ့ပါတယ်။ထို့အတွက်အသင်းကောင်းဆောင်လည်းတာဝန်ယူခဲ့ပါတယ်။ဆိုတော့သူကတော့အာဆင်နယ်အတွက်သာပွဲအရေးအတွက်အဖြစ်စုစုပေါင်း163ပွဲအထိကစားခဲ့ပါတယ်။ဂိုးအဖြစ်တော့60နဲ့နှစ်ဂိုးတိသွင်းယူခဲ့ပါတယ်။ဆိုတော့ ကိုဗန်ဒီမူရီအနေနဲ့တော့20ကြိမ်တိပြုခဲ့ပါတယ်။ဆလောမမတ်ရရတော့တာသူကတွင်းကိုပေါင်း22တိတွင်းပြီးတော့မှရွှေဖနက်စုတွေကိုရယူနိုင်ခဲ့တဲ့ထိအူပါမီယန်ကအာဆင်နယ်မှာခြေစွမ်းပြခဲ့ပါတယ်။ဆလောအူပါမီယန်ကတော့အာဆင်နယ်နဲ့တူရရှိခဲ့တဲ့ဖလားကတော့ FA Cup ဖြစ်ပါလေ2019 2020မှာ FA ဖလားကိုအာဆင်နယ်နဲ့တူရယူနိုင်ခဲ့ပါတယ်။ထို့သူ community တိုင်းကိုလည်းဒါ2020မှာ ရရှိခဲ့ပါတယ်ကျွန်တော်ဥပါမီယန်ကတော့ဒါအသင်းနေပြဖြစ်တဲ့မီခေအာဒီတာနဲ့ပြဿနာတစ်ခုခုဖြစ်ခဲ့စီကံပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒါနေပြနဲ့ပြဿနာဖြစ်ခဲ့တာလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုအပြအစင်မပြေမှုတွေဖြစ်ပေါ်ခဲ့ပါတယ်အဲ့တော့ကြောင့်မလို့သူကသူကနိပြအာဒီတာကအသင်းကောင်းဆောင်ရာထူးကန်းတဲ့တော့မှဖယ်ရှားလိုက်ပါတယ်နောက်ဆုံး အခြေအနေဆိုးတာတာကတော့ဒါနှစ်ဦးတိုးဘောတူဒါစာချုပ်ဖြတ်သိမ်းရတဲ့အဖြစ်ဖြစ်ခဲ့ပါတယ်ဆိုစာချုပ်ဖြတ်သိမ်းပြီးမှတော့ကျွန်တော်ဥပါမီယန်ကဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်ဒါအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပေါ့နော်အာဆင်နယ်ကလည်းထွက်ခွာသွားခဲ့တာဖြစ်ပါတယ်ဥပါမီယန်ကအာဆင်နယ်ဒါတမိုင်းထဲမှာလည်းဂိုးတွင်းလုံးအကောင်းဆုံးကစားသမားတွေထဲကတဦးဖြစ်မှတ်တမ်းဝင်ခဲ့ပါလွယ်ဘလိုပဲဖြစ်ဖြစ်အာ အာဆင်နယ်အတွက်အကောင်းဆုံးပေးဆက်ခဲ့တယ်လို့ပြောလို့ရပါတယ်ပြောရင်တော့သူ့ရဲ့လက်မောင်းမှာတော့မှသာအာဆင်နယ်မှတ်တစိတ်တော်ထိုးထားတာနော်အာဆင်နယ်တက်တူးတော်မှာထိုးထားတဲ့အထိအာဆင်နယ်ကိုသူကတကယ်ချစ်ခဲ့ပါတယ်ပြီးတော့အာဆင်နယ်အတွက်လည်းအကောင်းဆုံးကြိုးစားခဲ့ပါတယ်ဒါပေမဲ့အစည်းကမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဒါနည်းပြနဲ့ပြဿနာဖြစ်ခဲ့တဲ့အတွက်အာဆင်နယ်မှာထွက်ခွာခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့လည်း အူပါမီယန်ကအာဆင်နယ်ကထွက်ခွာသွားပေမဲ့လည်းရောက်တဲ့ဂလတ်တီရောက်တာသူ့ရဲ့မိခင်နိုင်ငံတွက်လည်းအခုဒီတိုင်ခြေစွမ်းကောင်းတွေပြသပြီးတော့ခီးဆက်နေဆဲပဲဖြစ်ပါတယ်။နောက်တော့ပြည်ပြည်သားအလုံးကိုကျေးဇူးတင် ပါတယ်ခင်ဗျာ။ကျွန်တော်တို့အာဆင်နယ်တိုက်စစ်မှုဟောင်းအူပါမီယန်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ team ယူစာချက်တွေရှိရဆိုရင်လည်းကိုမဲမှာရေးသွားလို့ရပါတယ်။